ရသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်။နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်။ရာဇဝင်ကျုပ်ဒုတိယဆောင်ခန်းကြီး9အပိုင်ငယ်14။ငါနာမဖြင့်သမုတ်တော်ငါလူတို့သည်ကိုကိုနှိမ်ချသဖြင့်ငါမျက်နာကိုရှာလျက်ဆုတောင်းပတနာပြု၍အတ္တမလန်းကို လွှဲရှောင်နေငါသည်ကောင်းဝင်ပုံ၌နားထောင်မည်။သူတို့အပြစ်ကိုဖြေ၍သူတို့ပြည်ကို ချမ်းသာပေးမည်။ ကျွန်တော်ဒီနှုတ်ကပတ်တော်မှာဘာကိုဖော်ပြလဲဆိုရင်တော့တိုင်းပြည်တစ်ပြည်ရဲ့ကောင်းစားခြင်းကဘသူတွေပေါ်မှာသွားပြီးတော့မူတည်နေလဲဆိုရင်ငါနာမဖြင့်သမုတ်တော်ငါလူတို့သည်လို့ပြောတဲ့အတွက်ကြောင့်ယုံကြည်သူဖျားသားသမီးတွေရဲ့အပေါ်မှာသွားပြီးတော့မူတည်နေပါလေငါနာမဖြင့်သမုတ်တဲ့ငါလူတွေကတဲ့နံပါတ်1ကိုကိုကိုနှိမ့်ချမယ်ဖျားရဲ့မျက်နာကိုရှာပြီးတော့ဆုတောင်းပတနာပြုမယ်အဓမ္မလမ်းကိုလွှဲရှောင်မယ်ဆိုရင်ဖျားသခင်ရတဲ့ကောင်းငင်ပုံတိုင်းနားထောင်ပြီးတော့ သူတို့ရဲ့အပြစ်ကိုဖြေပြီးတော့သူတို့ပြည်ကိုချမ်းသာပေးမယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်။ဒါကြောင့်မို့ဘုရားသခင်နာမဖြင့်သမုတ်တဲ့ဘုရားရဲ့သားသမီးဘုရားရဲ့လူတွေဟာနံပါတ်၁မိမိရဲ့အသက်တာမှာနှိမ်ချခြင်းရှိဖို့အင်မတန်ရည်ကြီးပါတယ်။ဘာကြောင့်လဲဆိုရင်တော့နှိမ်ချတဲ့စိတ်တော်ကယေရှုခရစ်တော်ဘုရားရဲ့စိတ်တော်ဖြစ်ပါတယ်။မာနကြီးခြင်းစိတ်တော်ကစာရမဏေရဲ့တဘောဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတွေဘုရားရဲ့တဘောဖြစ်တဲ့ နှိမ့်ချတဲ့သဘောရှိဖို့အင်မတန်ယုံကြည်ပါတယ်။ဒါကြောင့်မသခင်ရှုကငါသည်နူးညံ့တိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိတယ်လို့ရှင်မသက်ခရစ်ဝင်ခန်းကြီး7အပိုင်းငယ်29မှာဖော်ပြပါတယ်။ဒါကြောင့်မို့နှိမ့်ချခြင်းရဲ့စိတ်သဘောကသခင်ရှုရဲ့စိတ်သဘောဖြစ်တယ်။ဖခင်သားသမီးတွေရဲ့အသက်တာထဲမှာမာနမကြီးဘဲနဲ့နှိမ့်ချသောစိတ်သဘောယေရှုခရစ်ရဲ့စိတ်သဘောရှိဖို့အင်မတန်ယုံကြည်ပါတယ်။ဒါကနံပါတ်1တစ်ချက်ဖြစ်ပါတယ်။ နမနိတချက်ကတော့ငါမျက်နာကိုရှာလျက်ဆူတောင်းပတ္ထနာပြု၍ဆိုပြီးတော့ဖော်ပြပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူဖရာသားသမီးရဲ့အသက်တာထဲမှာဖရာရဲ့မျက်နာကိုရှာဖို့အင်မတန်ရည်ကြီးပါတယ်။နောက်ဆုံးတစ်ချက်ကတော့အဓမ္မလမ်းကိုလွှဲရှောင်နေဖရာသခင်မနှက်သက်တဲ့ဖရာသခင်မကြိုက်တဲ့အရာတွေကိုကျွန်တော်အသက်တာထဲမှာလွှဲရှောင်ပြီးတော့ဖရာနှက်သက်တဲ့လမ်းထဲမှာကျွန်တော်အသက်ရှင်ဖို့အင်မတန်ရည်ကြီးပါတယ်။ဒါကြောင့်မို့ဒီနေ့မှာခွန်အားပေးခြင်းနဲ့ကျွန်တော်တို့တတိပြုရမယ့်အချက်လေးကတော့ ငါမျက်နာကိုရှာလေဒီနေ့ကျွန်တော်ယုံကြည်သူဖရာသားသမီးရဲ့အသက်တာထဲမှာကျွန်တော်ဘာတွေကိုရှာလဲဖရာမျက်နာကိုရှာရဲ့လားဒါမှမဟုတ်ကျွန်တော်လောကအရာတွေကိုရှာနေတာလားကျွန်တော်တို့လောကမှာလိုအပ်တဲ့အရာကိုယ်ဘွားရဲ့ပန်းတိုင်းကိုရောက်ချင်တဲ့နေရာကိုသွားချင်တဲ့နေရာကိုနာမည်ကြီးဖို့ကိုကြော်ကြားဖို့ကိုလောကထဲမှာအဆင်ပြေကောင်းစားဖို့ဆိုပြီးတော့ကိုအတွက်ကိုရဲ့လိုအင်တွေကိုပဲရှာဖွေနေတာလားဖရာမျက်နာကိုရှာဖွေတော်သူလားသင်ကကိုရဲ့လိုအင်ဆန္ဒတွေကိုပဲရှာဖွေနေတော့ ဖခင်ရဲ့သားသမီးဖြစ်နေလားကျွန်တော်တို့ကကိုယ့်ရဲ့လိုအင်တွေကိုပဲရှာဖွေပြီးတော့ဖခင်မျက်နှာကိုမရှာဘူးဖခင်ရဲ့အလိုတော်လမ်းထဲကနေလွဲပြီးဆိုရင်တော့ဒီနေ့ကျွန်တော်တို့တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့ပြည်ပါအခက်ခဲဒုက္ခတွေကြုံရတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တိုင်းပြည်မှာကြုံရတဲ့အခက်ခဲကျွန်တော်တို့တိုင်းပြည်မှာကြုံရတဲ့ဒုက္ခဆင်းရဲခြင်းဘယ်သူတွေမှတာဝန်ရှိလဲကျွန်တော်တို့ယုံကြည်သူကျွန်တော်တို့တရားဟောဆရာဓမ္မဆရာတွေမှာတာဝန်ရှိပါတယ်တရားဟောဆရာဓမ္မဆရာတွေကလည်း ဖရားရဲ့မျက်နာကိုရှာဖို့ဖရားကိုရှာဖို့တုံသင်ရမယ်စာ လောကအရာတွေကိုရှာဖို့ပဲကျွန်တော်ကတုံသင်မိတတ်ပါတယ်ကျွန်တော်တို့ကဖရားမျက်နာကိုရှာဖို့တုံသင်ရမယ်စာလောကမှာဂုံယာတုစီစဉ်ကိုယ့်ရဲ့အောင်မြင်ကြောကြားခြင်းတွေကိုပဲရှာဖို့တုံသင်မိတတ်ပါတယ်ယုံကြည်သူဖရားသားသမီးတွေကလည်းလောကမှာအသက်ရှင်တဲ့အခါမှာကိုယ်စားရဖို့ကိုယ်သူများထက်ချမ်းသာဖို့သူများထက် အောင်မြင်ဖို့သူများထက်ဂုံရှိဖို့သူများထက်ကြောကြားဖို့ ကိုယ့်ရဲ့လိုအင်နေဆန္ဒတွေနောက်ကိုပဲကျွန်တော်တို့ကလိုက်တက်ပါတယ်ကင်ခရစ်တော်နောက်လိုက်တဲ့ခါမှာလဲလောကရဲ့ငွေကြေးစည်းစိမ်ဥစ္စာတွေရဖို့လောကမှာအောင်မြင်ကြော်ကြားဖို့ဆိုတဲ့နှလုံးသားမှားယွင်းစွာနဲ့လိုက်တက်ပါတယ်တကယ်လို့ကျွန်တော်တို့သခင်ရှုနောက်လိုက်တယ်ဆိုတာကသခင်ခရစ်တော်ဖရာရဲ့အလိုတော်အတိုင်းအသက်ရှင်ဖို့ရန်အတွက်ဖရာရဲ့အလိုတော်လမ်းထဲမှာရှောက်လန်းဖို့ရန်အတွက်ခရစ်တော်နောက်လိုက်ရခြင်းဖြစ်ပါတယ်လောကရာတွေရဖို့အတွက်အောင်မြင်ကြော်ကြားခြင်းတွေရဖို့အတွက်လိုက်နေခြင်းမဟုတ်ပါဘူး သင်ကယေရှုခရစ်တော်နောက်လိုက်တာ လောကမှာချမ်းသာကြွယ်ဝဖို့လောကမှာအောင်မြင်ကြော်ကြဖို့ဂုံရှိဖို့ဂုံတိတ်ခါရှိဖို့ဆိုပြီးတော့အဲ့ဒီလိုစိတ်တဘောနဲ့လိုက်ပြီးဆိုရင်တော့မှားပြီမိတ်ဆွေသခင်ခရစ်တော်ဖခါကိုသင်ဟာယုံကြည်တဲ့ကသင်ဟာဖခါရဲ့ကောင်းကြီးမင်္ဂလာဖခါရဲ့အောင်မြင်ခြင်းနဲ့သင်အသက်တာကပြည့်ဝပြီးသားပါယေရှုနောက်လိုက်တာလောကမှာချမ်းသာဖို့လောကမှာအောင်မြင်ဖို့ဆိုရင်သင်ဖခါအလိုတော်လမ်းနဲ့လွဲပြီးကျွန်တော်ရဲ့ဘဝအသက်တာလိုအပ်တဲ့ရာတွေကိုဖခါကပေးမှာပါ ကျွန်တော် အသက်တော်ဘုရားချီးမြှောက်မှာပါဒါပေမဲ့သင်ယေရှုခရစ်တော်နောက်လိုက်တာအဲဒီလောကမှာကြွယ်ဝချမ်းသာဖို့ပတ်စံနေရှိဖို့လောကမှာသူများထက်အောင်မြင်ကြော်ကြဖို့သူများထက်ဂုံရှိဖို့ဆိုပြီးတော့အဲဒီသဘောမျိုးနဲ့လိုက်ရင်တော့မှားပြီသခင်ခရစ်တော်နောက်လိုက်တာ သခင်ခရစ်တော်ဘုရားရဲ့အလိုတော်အတိုင်းအသက်ရှင်ခြင်းနဲ့ဆန္ဒနဲ့ပဲလိုက်ဖို့အင်မတန်ယုံကြည်ပါတယ်လူမှာတတ်မှတ်ခြင်းချုပ်လိုက်မယ်ဆိုရင်နှစ်မျိုးရှိပါတယ်။လောကစည်းစိမ်ကိုငွေကြီးကိုတတ်မှတ်တဲ့သူရှိသလို လောကမှာအောင်မြင်ခြင်းနေရာယာတူဂုံတိတ်ခါကိုတတ်မှတ်တဲ့သူရှိပါတယ်။တချို့ကငွေကြေးမတတ်မှတ်ဘူး။ဒါပေမဲ့ယာတူအာနာသူ့ကိုသူများတွေချီးမြှောက်တာသူ့ကိုသူများတွေပါစားပေးတာသူ့ကိုသူများတွေလေးစားတာအဲ့ဒါကိုကြိုက်တတ်ပါတယ်။ဒါကြောင့်ရှင်သောစီတိုင်းကျွန်တော်တို့ကကိုယ့်ရဲ့ဂုံကိုရှာဖို့မဟုတ်ပါဘူး။ဖခင်ရဲ့ဘုံကိုဘသူမှမလူယူဖို့ဖခင်သခင်ကတမန်ကျမ်းစာမှာဖော်ပြပါတယ်။ဒီနေ့ကျွန်တော်တို့ကဖခင်ရဲ့ဘုံကိုပဲထင်ရှားစေရမယ့်သူတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ဂုံသိက္ခာအတွက်ကိုယ့်ရဲ့ဘုံထင်ရှားဖို့ကိုယ့်ကိုယ်သူများတွေလေးစားဖို့ကိုယ့်ကိုယ်သူများတွေအတိမတ်ပြုဖို့အတွက်သင်ကပေးလူနေမယ်သင်ကအသက်ရှင်နေမယ်ဆိုရင်တော့အဲ့ဒါမှားပြီဒါကြောင့်မို့ချေတော်စီတိုင်းကျွန်တော်တို့ဟောပြောတဲ့ဓမ္မဆရာတွေကလည်းဖျားမျက်နာကိုရှာဖို့ရန်အတွက်ပဲဟောပြောရမှာ ဖြစ်တယ်လို့ယုံကြည်သူဖျားသားသမီးတွေကလည်းဖျားမျက်နာကိုပဲရှာပြီးတော့အသက်ရှင်ရမှာဖြစ်ပါတယ်သို့မှသာကျွန်တော်တို့ရဲ့ပြည်ကိုဖျားသခင်ကချမ်းသာပေးမှာဖြစ်ပါတယ်28ခုမြောက်သောစာလံအပိုင်ငယ်10မှာ ငါဤမျက်နာကိုရှာကြလောဟုသောအမိန်တော်ကိုရှေ့တော်၌အကျွန်ုပ်သည်တတိပြုလျက်အိုးထာရဖျားကိုတော်ဤမျက်နာကိုရှာပါမည်ကျွန်တော်ရဲ့ဘဝအတ္တဓာတ်ထဲမှာဖျားသခင်အလိုရှိတာကဖျားရဲ့မျက်နာကိုရှာဖို့ဖြစ်ပါတယ်ဖျားမျက်နာကိုဘလို့ရှာရမလဲဖျားမျက်နာကိုရှာခြင်းဆိုတော့ပါလေ136ခုမြောက်သောစာလံအပိုင်ငယ်ခုနှစ်မှာမျက်နာတော်နှင့်လှုပ်ခြင်းလုံးကအပေရက်သို့ပြေးနိုင်ပါမည်နီးလို့ဖော်ပြပါတယ် ဖရားရဲ့မျက်နာက နေရာတိုင်းမှာရှိတာဖြစ်တယ်။သင်ဘက်ကအရေးကြီးတာဖရားမျက်နာကိုရှာဖို့ပဲဖြစ်တယ်။ကျွန်တော်တို့ကဖရားမျက်နာကိုရှာရမယ်စာခရစ်တော်နောက်ကိုလိုက်တာဖရားကိုကိုးကွယ်တာစံစာဖတ်တာကျွန်တော်တို့ကဖရားကိုရှာတာမဟုတ်ဘဲနဲ့အဲ့ဒီဖရားအားဖြင့်ရမယ့်အရာတွေကိုကျွန်တော်တို့ကလိုချင်တာဖြစ်နေတယ်။တကယ်တော့သင်ဟာခရစ်တော်ကိုယားတဲ့ကကောင်းကြီးနဲ့ပြည့်ပြီးသားနော်။လောကအရာတွေကိုရှာဖို့ခရစ်တော်နောက်လိုက်ပြီဆိုရင်တော့အဲ့ဒါမှားပြီ။ဒါကြောင့်မို့ မျက်နာတော်နဲ့လှုပ်ချင်းလုံးကအဘေရက်တို့ပြေးမလဲဖခင်ရဲ့မျက်နာကနေရာတကာတိုင်းမှာရှိပါလေသင်ဘက်ကမျက်မှောက်မပြုမိလို့မရှာမိလို့ပဲဖြစ်ပါလေဒါကြောင့်မို့တုတ်တန်ချန်ခန်းကြီး3အပိုင်ငယ်6မှာသွားလီရယာ၌ထော်တော်ဖခင်ကိုမျက်မှောက်ပြုလို့တို့ပြုလင်သင်ဤလန်းခီတို့ကိုပဲ့ပြင်တော်မူမည်လို့တမချန်းစာကဖော်ပြပါလေသွားလီရယာမှာဖခင်ကိုပဲမျက်မှောက်ပြုလိုက်ပါဖခင်မျက်နာကိုပဲရှာလိုက်ပါ ်သင်ကလောကစီးစိမ်ဥစ္စာအောင်မြင်ကြကြခြင်းသူများကိုယ်ကို အလေးထားဖို့သူများကိုယ်ကိုဂုံပေးဖို့ကိုယ့်ရဲ့လူဝင်ဆန္ဒတွေကိုရှာဖွေပြီးတော့အသက်ရှင်တော်သူမဖြစ်စေဘဲနဲ့သွားလျာမှာဖះကိုမျက်မှောက်ပြုပြီးတော့ဖះမျက်နာကိုရှာမယ်ဖះကိုသင်ရအာယုံဆိုင်မယ်ဘုရားသခင်ရဲ့အလိုတော်သဘောတိုင်းပဲအသက်ရှင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့လမ်းခီကိုဖះကပြည့်ပြင်မှာဖြစ်တယ်ဒါကြောင့်မို့ခြေတော်စီတိုင်းကျွန်တော်တို့ဟောပြောတဲ့ဓမ္မဆရာတွေရော ဖျားသားသမီးလို့ငါနာမဖြစ်သမုတ်တဲ့ယုံကြည်သူတွေကိုကျွန်တော်ဖျားမျက်နာကိုမရှာဘဲနဲ့အခြားသောအရာတွေကိုရှာခြင်းမှ နောင်လာရပြီးတော့ဖျားမျက်နာတော်ကိုရှာခြင်းအပြင်ကျွန်တော်တို့ရဲ့အသက်တာကိုကျွန်တော်ရဲ့မိသားစုကိုကျွန်တော်ရဲ့ပြည်ကိုဖျားသခင်ရဲ့ညီဝချင်းချမ်းသာကိုခံစားမယ်အကြောင်းဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ